တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ 7EA ကိုအလိုင်းရက်က Federal Democracy ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အဆိုပြုလာခြင်းက2008ဖွဲ့စည်းပုံအခြေခံမဟုတ်ဘဲဖွဲ့စည်းပုံအသစ်ပေါ်ပေါက်လာရေးကိုမျှော်မဲနေသလားဆိုကမေးခွန်းထုတ်လျက်ရှိနေပါတယ်။ 7EA ကိုအလိုင်းရက်အနေနဲ့သူတို့ပြောတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ဆိုတဲ့အတိတ်ဘယ်ကို NASA ကထံရှင်းရှင်းလင်းလင်းချပြတဲ့ကြောင်းရခိုင်ဥဆောင်ပါတီ AFP မှဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါတယ်။ ဲ့ဒီဂရိကကတော့ဒါ NCA စာချုပ်မှလေးပါပါ Federal and Democracy တနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်ပြီးအဲ့ဒီလိုတည်ဆောက်ဖို့အတွက်နောက်ဆက်ကတည်းကအရှင်းရှင်းဖြစ်တယ်တပ်မတော်တွေအရှင်းရှင်းတည်ဆိုတဲ့ဖက်နဲ့သွားနေတာဖြစ်ပါတယ်အခုနိုင်ငံကအခုစည်းပုံအခြေခံဥပဒေတစ်ခုဆိုရဲဥစ္စာဟာ2008ခုစည်းပုံအခြေခံဥပဒေကိုခုနကဥတီချက်ဟို Federal and Democracy စနစ်ကိုအခြေခံသောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်အောင်ဆောင်ရွက်ဖို့အတွက်ရည်မှန်းတာလားသို့မဟုတ်2008ခုစည်းပုံအခြေခံဥပဒေမှာအဲ့ဒီ beta ချက်တွေမရှိလို့ ပူစည်းပုံခြေခံဥပဒေအစ်တစ်ခုကို Federal Democracy စနစ်နဲ့ပြုံညီတဲ့ပူစည်းပုံဖြစ်အောင်တွားဖို့နော် 7E ကိုရေမှန်းလာလားဆိုတဲ့အကြောင်းရှင်းရှင်းလင်းလင်းနောက်တစ်ခါဆက်ဖို့အတိအကျဖို့လိုပါလိမ့်မယ်ခုနရုပ်ောက်ကိုကြီးတစ်ခုကိုလုပ်မယ်ရုပ်ောက်ကဆိုတာတဲ့ကိုခြေခံဥပဒေရဒေတာချက်တဲ့ကာကွယ်နဲ့လုံခြုံရေးကောင်စီကကျင်းပပေးမယ်အာဏာအနှင်းပေးမယ်7 A ကိုအလိုက်ရဟာ2025ခုနှစ် AB 28 29ရက်တွေကအစည်းအဝေးတရက်ကျင်းပပြီးအချက်၅ချက်ဖော်ဆောင်ဖို့နာဆာကကိုအဆိုပြုခဲ့ပါတယ် ဒီပြည်ပခမှာပါဝင်သူအဖွဲ့တွေအားလုံးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့တိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲအပြစ်ရဲ့ဈေးညာဖို့နှင်းသက်ဆိုင်သူတွေအကြားဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာဂရီကဝတ်ပြုဖို့၃ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့၄ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့၅ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲကျင်းပဖို့လို့ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုတက်မတော်ကလည်းလက်ခံထားပြီးဖြစ်ပြီးရွေးကောက်ပွဲကျင်းပပြီးနောက်လွတ်တော်ပေါ်လာတဲ့အခါပြင်ဆင်နိုင်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲလိုလျင်လည်းလူမှုဆန္ဒယူပွဲလုပ်ကဆောင်ရွက်နိုင်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ PPP မှအထွေထွေအတွင်းရေးမှူးဦးမျိုးဆက်သွေးကဆီယန်နိုင်တဲ့ဌာနကိုပြောပါရစေ။ ဖွဲ့စည်းပုံလက်ရှိ2008ဖွဲ့စည်းပုံရဲ့အောက်မှာရွေးကောက်ပွဲကျင်းပမယ်ဒီ2008ဖွဲ့စည်းပုံနဲ့လက်ရှိကျင်းနေပြီ Federal Democracy သဘောကိုပါရီဆိုရင်လေးရောင်လေးပဲပါပြီးတော့မှတကယ် Federal ရဲ့အနစ်စာတာတွေမပြေပါဘူးအဲ့တော့ Federal Democracy နိုင်ငံတစ်ခုသွားကျင်နေဆိုတော့ဖွဲ့စည်းပုံချိန်ကဥပဒေပြင်းကိုပြင်းရမှာအဲ့တော့လက်ရှိ SSC နဲ့တိုက်တာလည်းပဲဖွဲ့စည်းပုံချိန်ကဥပဒေပြင်းမယ်ဆိုတာသူတို့ကလည်းပြောတော့ပြောနေပြီးသားသူဘက်ကလည်းပြင်ဆင်ရမယ်ပြင်ဆင်စင်လေဆိုတဲ့အချက်ကြီးသူတို့မှသာပြည့်စုံထားပြီးသားပေါ့နော်သို့တော့ဒါတွေဒီလွတ်တော်ပေါ်လာမှလွတ်တော်နိုင်ငံကနေပြင်မှဖြစ်ကြမှာပေါ့ဘုလို့ရှိ င်တစားနီးလမ်းနေနေဆိုရင်တိတ်အဆင်ပြေဖို့မလွယ်ဘူးလေအဲ့တော့ရေကောက်ပွဲတော့လုတ်ပြေလွတ်တော့ပေါ်လာလွတ်တော့ပေါ်လာတဲ့အချိန်ကျမှ Federal ပူဆန်နဲ့ဖွဲ့စည်းပုံစီကအခုပြင်ပေါ့ပြင်နေလဲပြင်တာမို့အစ်မပြင်ရေးတယ်ဆိုရင်လည်းဒီလိုညှဆန်းနိုင်ခံကိုဆန်ပြီးပြီးတော့မပြန်ရေးပေါ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA မှာဒီမိုကရေစီနဲ့ Federal Democracy တို့ကိုအခြေခံတဲ့ပြည်ထောင်စုကိုနိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီတိစောက်သွားဖို့လို့ပြဋ္ဌာန်းထားပါတယ် Federal Democracy ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့လို့အဆိုပြုလာတဲ့7 အရေးကိုအလိုက်ရဟာ NCA ထိုးထားတဲ့ RCSS PNN လို့ LNSB NDU DKBA KNU KNNA BC AMB တို့ဖြစ်ပါတယ်။နာဆာကဟာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာကျင်းပသွားမယ်လို့ပြောကြားထားပါတယ်။